အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့လာရှိုမျိုးကနေကိုကန်တက် MNDA ကထွက်ခွာသွားပြီးစကောင်စီလက်ကိုပြန်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းမှာတရုတ်ရဲ့ဂျာဝင်ညှိနှိုင်းမော်ရကိုကန်တက် MNDA ဟာလာရှိုမျိုးကိုစကောင်စီထံပြန်လည်လွှဲပြောင်းပေးမယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်ဒီကနေ့ AB လ၄ရက်နေ့မှာ ကိုကန်တက်ဘက်ကနေအတီးပြုတ်ခဲ့ပြီးမြို့တွေကနေကိုကန်တက်တွေစုတ်ခွာဖို့ပြင်ဆင်နေပြီဖြစ်လို့ဒေသခံတွေစိုးရိမ်နေကြပြီးမြို့ပေါ်မှာရှုပ်ထွေးနေကြတယ်လို့လာရှုံမြို့ကန်တွေရဲ့ပြောကြားချက်အရသိရပါဗျ။ရက်ကွက်အလိုက်အစည်းအဝေးတွေပြုလုပ်ပြီးစစ်ကောင်စီကပြန်အုပ်ချုပ်သွားမယ်ဆိုတော့အတိပေးခဲ့ပြီးနောက်လာမယ့်20ရက်နေ့ခန့်မှာစစ်ကောင်စီကစတင်ဝင်ရောက်လာမှာဖြစ်ကလာရှုံမြို့ပတ်ပတ်လည်မှာတော့ကိုကန်တက်ဖွဲ့တွေရှင်နေမှာဖြစ်တယ်လို့သိရပါဗျ။ ။သတင်းကြားထားတာတော့၃ရက်လောက်ရှိပြီ။ဒီနေ့မှအတည်ပြုတာမြို့ပေါ်မှာစီဒီအန်ဝန်ထမ်းတွေလည်းအလုလုနေရရရှိတယ်။သူတို့နဲ့ပတ်သက်ပြီးဘလို့ဖြစ်လာမယ်မသိသေးဘူးလို့လာရှုံမြို့ကန်တူကစီဂျီပလက်ဖောင်းကိုပြောပါရယ်။လာရှုံမြို့ရဲ့မြို့ပြန်အလုံးမှာကိုကင်တက်မတော် MNDA ထိန်းချုပ်ရာအထုတေသတစ်ထဲမှာပါဝင်မှာဖြစ်ပြီးမြို့ပေါ်ရက်ွက်တွေကသာစစ်ကောင်စီကပြန်အုပ်ချုပ်သွားမှာဖြစ်ပေမဲ့စစ်ကောင်စီ ပြန်ဝင်လာမှာကိုတမျိုးလုံးကမလိုလားကြဘူးလို့သိရပါရယ်။ စစ်ကောင်စီပြောင်းဝင်လာမှကြောင်းမျိုးရင်းမှရုပ်ရုပ်တည်းဖြစ်နေပြီးတိန်နီမျိုးနဲ့ကုတ်ခိုင်ဘက်ကိုလိုက်ချင်သူတွေလိုက်လို့ရတယ်လို့ပြောဆိုတာကြောင်းပစ္စည်းတွေတိန်သူနဲ့အချောက်ကိုပြေးဖို့ပြင်သူတွေပြင်ကုန်ကြပြီဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။လာရှိုမျိုးမှာကိုကန့်တဲ့ MNDAA ထိန်းချုပ်ပြီးနောက်ဌာနဆိုင်ရာလုပ်ငန်းတွေမှာ CDM ဝန်ထမ်းတွေဝင်ရောက်လုပ်ကိုင်နေကြပြီး CDM ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးကိုကန့်တဲ့ဘက်ကဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာကို CG platform အနေနဲ့ဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။ လာရှုကကိုကန်တက်တွေပြန်လည်ဆုတ်ခွားဖို့ပြင်ဆင်နေသလိုကိုကန်တက်ကသတ်မှတ်ထားတဲ့အထုဒေသတည်ရဲ့ခရိုင်လေးခုကကိုကန်တက်ဖွဲ့တွေတော့လာရှုမျိုးအောက်ဘက်ကိုဆန်းသွားပြီဖြစ်တယ်လို့ဒေသသွင်းသတင်းတွေအရသိရပါဗါးလာရှုမျိုးကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လအတွင်းက MNDA ပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ခဲ့ပြီးမြို့ရင်းတိုက်ပွဲအတွင်းလူနေအများနဲ့သေဆုံးထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တဲ့အပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးထိခိုက်မှုတွေနဲ့ဆုံးရှုံးမှုများစွာရှိခဲ့တာပါဒီဖြစ်ကပြည်သူတွေရဲ့အတွက်တော့ဆရာရော်စရာပါ လာရှုံမြို့ရင်းတိုက်ပွဲမှာကြာဆုံးခဲ့တဲ့ရဲဘော်တွေအတွက်လည်းယူကျုံမရဖြစ်ရပါတယ်ဒါပေမဲ့ ဒေါ်လန်ရေးကဆက်လုပ်သွားရမှာဖြစ်သလိုဆီယနာရှင်ပြုတ်ကြဖို့ဆက်ပြီးတိုက်ပွဲဝင်သွားမှာပါလို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တအူးကမှတ်ချက်ပြုပြောဆိုပါရယ်တရုတ်နိုင်ငံ ကုမင်းမြို့မှာပြီးခဲ့တဲ့ဇန်နဝါရီ15ရက်နေ့က MNDAA နဲ့စစ်ကောင်စီတို့တွစ်ဆုံဆွေးနွေးခဲ့ပြီး16ရက်နေ့မှာနှစ်ဖက်အပြည့်ခဲ့ရစရဲတဘောသူစာချုပ်ချုပ်ဆိုခဲ့ပြီးစစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေရပ်တန့်သွားခဲ့ပါရယ်လာရှိုမြို့ကိုစစ်ကောင်စီထံပြန်မဲ့အရေးအတွက် ဒေသခံတွေကမြို့ပေါ်မှာလူလူလူရှာမှုတွေလည်းလှုပ်ဆောင်ခဲ့ကြပူပါတယ်။ပြီးခဲ့တဲ့မလ22ရက်နေ့ကလည်းဂူမင်းမှာနှစ်ဖက်တာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံခဲ့ကြပြီးဆွေးနွေးမှုပြက်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ဒီနေ့မှာတော့လာရှိုးကနေကိုကန်တက်တွေထွက်ခွာဖို့ပြင်ဆင်နေကြပြီပဲဖြစ်ပါရဲ့ရှင်။ကျမနွယ်နွယ်ပါ